အခုနဲ့အော်တိုဘလာ2ရက်ဒီနေ့ဂျာတာပရိနေအတွက် numerology ကဏ္ဍပင်ညဆိုရင်တော့9ရက်သားမိနေအတွက်စိတ်နှခွဖြစ်ရတဲ့နေ့ပဲအပြန်ဆိုင်တိုက်ခိုက်တွေပေါ်တတ်တယ်အထင်လွဲခံရတာမျိုးတို့ကိုမပြောဘဲနဲ့ပြောတယ်လို့ဆွဆွဲခံရတာမျိုးတို့သက်သေးသက်ကာရရှင်းလင်းရတာမျိုးတို့ဆိုတာဒီလိုနေ့မှာကြုံတွေ့ရတတ်ပါတယ်ဒါကြောင့်မလို့ကြေတနာအရှုပ်ထွေးတွေနဲ့မှမိမိမပါဖို့အတွက်စင်ကျင်တဲ့နေ့ဖြစ်ပါတယ် ဒီလိုနဲ့မှဝယ်တဲ့ပစ္စည်းတွေကလည်းအဝယ်မှတ်တတ်တယ်တို့တို့ရောင်းဖို့ကြီးစင်းလာတဲ့ကိစ္စတွေကလည်းခက်ခဲထင်းကလွဲချော်နေပါတယ်ဒါကြောင့်မလို့အဖို့တန်ပစ္စည်းတွေဝယ်မယ်ဆိုရင်တော့ဒီလိုနည်းမျိုးမှရှောင်ကျဉ်သင့်တယ်မိစတို့တွေနဲ့ဒွိဟာဖြစ်တတ်တဲ့စိတ်နှခွဖြစ်တတ်တဲ့နေပါပဲဒါကြောင့်ဒီလိုနည်းမှမိမိရဲ့ကံတရားအခွင့်အရေးကောင်းတွေရဖို့လို့အတွက်ခုနှစ်သိုင်းမြအနေနဲ့မနေ့စောစောမြတ်စွာဘုရားရှင်ကိုလက်ဖက်ရည်တစ်ခွက်ကော်ဖီတစ်ခွက်လှူဒန်းပြီးလွန်ရာစုတောင်းလိုက်ပါခင်ဗျာ ဒီနေ့မှာသင်တန်းကိစ္စပညာရေးကိစ္စရှောက်လွှာကိစ္စအင်တာဗျူးကိစ္စတွေမှာအဆင်ပြေအောင်မြင်ဖို့လိုတွက်ကတော့မနက်စောစောမှာအသီးဆက်တဲ့ရေတစ်ခွက်မြတ်စွာဘုရားရှင်ကိုလှူဒါန်းလိုက်ပါခင်ဗျာဒီနေ့မိရှုတန်စဉ်ဖွားမြင်ကြတဲ့ရင်သွေးယတနာရေးတွက်ကတော့မာဘုတ်ဗေဒနိယဇာတာပရိနေဘွားအဓိဘွားအဓိပတိဘွားဇာတာရှင်တွေဖြစ်ကြပါတယ်အဓိပတိတို့သဘောတရားအတိုင်းဆွေမျိုးညာတိမိတ်ဆွေသင်္ကားတို့ကြားမှာအဓိကကြတဲ့ဇာတာရှင်တွေဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါတယ်ဗျာဒီနေ့ကြောက်တဲ့မွေးနေ့ရှင်နေအားလုံးမင်္ဂလာမွေးနေ့ပါ ဒီနေ့မွေးနေ့ရှင်တွေအတွက်ဒီနေ့ဒါလုံးကံထူးကောင်းမှုကုသိုလ်ရရားလမ်းညွှန်ရမယ်ဆိုရင်တော့ကြာစံကျော်မြတ်စွာဘုရားရှင်လှူဒန်းခြင်းယဟန်တန်ကလောင်းလူခြင်းနဲ့ဆွေမျိုးမိတ်ဆွေများကိုကြာစံကျော်ဒါနပြုလိုက်ပါလို့လမ်းညွှန်လိုက်ပါတယ်ခင်ဗျာဒီနေ့အကျိုးပေးစိုးမိုးကဏ္ဍကတော့တက္ကနံကိုကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့ငွေကံကောင်းမှုအတွက်ဆိုရင်တော့နိစ္စတဲ့ယဟန်တန်ကတပါးပါးကိုပြားရင်တပလင်းလှူဒန်းပြီးငွေကံကောင်းမှုဆုတောင်းလိုက်ပါခင်ဗျာဈေးကလက်ခေါ်ရရရာဖြစ်နေရတော့မိမိတို့ရဲ့စိုင်းရှိမျက်နှာသားကို တကြားလေးအနှဲငယ်ကျက်ပတ်ပြီးဆူတောင်းခြင်းအပြင်တိတိတသာရောင်းပန်းတောင်ဝယ်ပန်းလှပါလိမ့်မယ်အယောင်တိုင်းနေတဲ့ကိုမျက်စိနဲ့အယောင်တော့ဖို့လို့တော့ကတော့တပြေညွန့်တညွန့်နဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ပါခင်ဗျာအမှုအခင်းကြုံနေတဲ့သူတွေရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့နာမည်ကိုရွှေဖြုံသည့်တလုံးမှရေးပြီးသီလရှင်ဆရာလေးတစ်ပါးပါးကိုလောင်းထူလိုက်ပါခင်ဗျာကျမ်းမာရေးညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှရှိရဆိုရင်တော့ကျမ်းမာရေးညံ့နေတဲ့သူအတွက်ဓာတ်စာဖြစ်တဲ့ဒီလိုနေ့မှာ ရွှေဖြုံသည်စီမံရေးချက်ပြီးစတိစား၍ကျမ်းမာဖို့ဆုတောင်းလိုက်ပါခင်ဗျာ အချစ်ရေးမေတ္တာရေးအိမ်တော်ရေးကိစ္စတွေအဆင်ပြေဖို့လိုတော့ကတော့အုံးရေတစ်ခွက်မြတ်စွာဘုရားရှင်ကိုလှူဒါန်းလိုက်ပါခင်ဗျာ